တွင်းနယ်ကြီးတဲ့ကကူးဆက်ယောဂါဆိုဒီနေ့ကျွန်တော်တို့ကနေတင်ဆက်ပေးသွားမယ့်ဇာကားလေးကတော့ထိုင်းလန်သဲဖို့ခြောက်ချားစရာဇာကားဖြစ်တဲ့ The Super Deal လို့အမည်ရတဲ့2020ခုနှစ်ကထွက်ရှိထားတဲ့ဇာကားလေးဖြစ်ပါတယ်။1984ခုနှစ်မှာကူးဆက်ယောဂါဆိုင်ရာကျွမ်းကျင်သူဒေါက်တာအင်နာဟာသူမဆန်းသက်ကုသလိုက်တဲ့ကာကွယ်ဆေးမအောင်မြင်လို့လူနာတယောက်ရဲ့တက်ကိုဆုံးရှုံးလိုက်ရပါတယ်။ဒါကြောင့်သူမဟာလူနာတည်ဆုံးရတာဟာသူမအပြစ်လို့မှတ်ယူပြီးတော့ဈေးမကောင်းဖြစ်နေကြပါ။ ဂရိစံနေပေါ်မှာအရင်မစမ်းမဲနဲ့လူသားပေါ်မှာတခါတည်းစမ်းသက်ရတဲ့ကိစ္စကိုလည်းမကြိုက်တာကြောင့်သူမကဒီကာကွယ်ဆေးထုတ်လုပ်တဲ့ project ကိုရပ်တန့်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမဲ့ကနေယူရီကတော့သူမကိုတားပါတယ်။ကနဒါစိတ်ကန်စားချက်ကြောင့်ဒီ project ကိုပိတ်ချပစ်တယ်ဆိုတာဖြစ်ရှင်းနေမဟုတ်ဘဲနဲ့အာဖရိကမှာရှိတဲ့စစ်သားတွေကသူမရဲ့ကာကွယ်ဆေးကိုညှော်နေကြတယ်လို့လည်းပြောခဲ့ပါတယ်။အနာဒါအခုလက်လျှော့လိုက်တော့မယ်ဆိုရင်စစ်သားတွေအားသက်ဆုံးရှုံးရတော့မယ်လို့ကာနေကပြောခဲ့တာပါ။ ယူရီးယားညမှာတော့အန်နာထိုးလွှတ်လိုက်တဲ့ကာကွယ်ဆေးနဲ့ပတ်သက်ပြီးမိသားစုဝင်တွေတငယ်ချင်းတွေကအကုန်ပြူနေကြပါတယ်။သူတို့ညသာအတူတူစားနေတဲ့အချိန်မှာပဲကာနေရဲ့ဖုန်းတော့ကအန်နာစီကိုဝင်လာပြီးတော့အထူးစစ်စစ်ရေးလုပ်ဖို့ရှိတယ်လို့ပြောခဲ့ပါတယ်။ကိုလာလို့ခေါ်တဲ့အတွင်းတွေကြီးထဲမှာလူတွေရဲ့အတံပလန်တွေကြားနေရပါပဲ။လူတွေကတော့ပျော်ဆုံးသွားကြတယ်လို့လှမ်းပြောခဲ့တာပါ။ဒါကြောင့်မို့သူတို့ရဲ့ဌာနကိုပိတ်ထားရပြီးဖြစ်ပြီးတော့24နာရီအတွင်းအလုပ်ပိတ်ထားမယ်ဖြစ်တယ်လို့လည်းသိလိုက်ရပါတယ်။ အဲ့ဒီတွင်ကြီးမှာသူတေသနာလုံးနေတဲ့ဖွဲ့ကောင်းဆောင်စမ်းသက်ချက်လက်တွေကိုမယိုးမသားလုံးနေတယ်ဆိုတဲ့တန်တရားရှိတဲ့အပြင်အမျိုးမီဖော်များတဲ့ကုသရောဂါတစ်ခုကလည်းအဲ့ဒီနေရာမှာရှိနေတယ်လို့သတင်းရထားကြလို့ပါပဲ။ဒါကြောင့်သူတို့ကအနာကိုလာစီချင်ကြတာပါ။ကာနေမိုဆိုဇောကအနာသာကူညီမယ်ဆိုရင်ဒီသူတေသနာနဲ့ပတ်သက်တဲ့ဒုပိုင်ခွင့်တွေခန်းစားခွင့်တွေကိုအနာကိုပေးမှာဖြစ်ပြီးတော့တမတော်ဇီဝသူတေသနာကာကွယ်ရေးတပ်ကတော်မှလည်းအကြီးအကဲရာတို့ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။အနာလည်းလက်ခံလိုက်ပြီးတော့ထောက်ခံဖို့အသင့်မြင်မာတော့တယ်။ နောက်နေ့မနေ့ကျတော့အန်နာနဲ့ကာနေရဲ့စစ်သားတချို့ရဲ့မေဂျာစာကြီးနဲ့သူ့ရဲ့ညာလျောအိုဂီရောတို့အတူတူထွက်ခွာလာခဲ့ကြပါတယ်။သူတို့တွင်ကြီးနာကိုရောက်တာနဲ့ပထမဆုံးပြဿနာနဲ့ရင်ဆိုင်ရပါတော့တယ်။သိပ္ပံပညာရှင်တယောက်ကလက်ပြဘုံတဘုံကိုကင်ပြီးတော့ဒီသူတေသနာဌာနကြီးကိုဖောက်ခွဲဖို့ကြိုးစားလိုက်လို့ပါပဲ။အန်နာတို့အားလုံးလည်းနားရီဥထွက်သွားပြီးတော့အကုန်လုံးပြိုလဲကြကုန်ပါတယ်။အန်နာကအဲ့ဒီသိပ္ပံပညာရှင်ရဲ့ခန္ဓာကိုယ်ကိုသွားပြီးတော့စစ်ဆေးကြည့်လိုက်ပါတယ်။ နမူနာသားစားကိုအန္တရာယ်ယူလိုက်ခြင်းချင်းမှာပဲအဲ့ဒီသားစားဟာဖုံးပေလိုမျိုးပြောင်းလဲသွားပြီးတော့ပျောက်ွယ်သွားရပါတယ်။နောက်ပြီးတော့လည်းသိပ္ပံပညာရှင်ရဲ့ကိုယ်ပုံမှာလည်းအနီရောင်ယာတွေကိုတွေ့နေရပါတယ်။သူတေသနာဌာနရဲ့လုံခြုံရေးတယောက်ကတော့ဒီတွင်းကြီးတွေကိုစင်းပီးပီးခြင်းမှာပဲမမျော်လင့်တဲ့တစုံတစ်ခုကိုတွေ့ပြီးတော့ယူတော့သွားခဲ့တာလို့ပြောနေပါတယ်။သူ့ကိုစစ်သား၃ယောက်လောက်ဝမ်းချုပ်တာတော့မရဘဲနဲ့သူကဖောက်ခွဲလို့သွားခဲ့တာလည်းဖြစ်ပါတယ်။သူတေသနာလုံနေတဲ့ဝန်ထမ်းတွေအားလုံးကိုလည်းတိကျခွဲထားပါပြီ။ ဒါကြောင့်အန်နာကအဲ့ဒီဝန်ထမ်းတွေစီကိုသွားပြီးတော့စမ်းသပ်မှုတွေသွားလုပ်ပါတယ်။သူတို့ထဲကတယောက်ကတော့အဲ့ဒီတွင်းနဲ့တဲကိုရောက်တဲ့လူတိုင်းတေကုန်ကြတာပဲဖြစ်ပြီးတော့ယောဂါကြောင့်တည်တယ်ဆိုတာမဟုတ်ဘူးလို့ပြောပါတယ်။ဒါကြောင့်အန်နာကလည်းဒီတွင်းထဲကိုမသွားဘဲနဲ့အိမ်ကိုပဲပြန်ဖို့ပြောပါတော့လေ။ဝန်ထမ်းတယောက်ကလည်းသူ့ဘဝမှာတစ်ခါမှမမြင်ဘူးတာတစ်ခုကိုတွင်းထဲမှာတွေ့ခဲ့ရတယ်လို့ပြောပါတယ်။အန်နာကတော့ဒီဟာယောဂါတဲ့ဆိုတဲ့အရာတစ်ခုခုဖြစ်မယ်လို့တွေးထားပါတယ်။ဒီနောက်မှာတော့အန်နာရဲ့ကာနေရဲ့စစ်သားချို့ရဲ့သူတေသနာအဖွဲ့ခေါင်းဆောင်ပိတ်နဲ့ မီမီထရီတို့ဌာနလေးကိုသွားဖို့လုပ်ကြပါတယ်။အန်နာကတော့ဒီရောက်မှရှိနေတဲ့ကူးစက်မှုနဲ့ပတ်သက်လို့မေးချင်တာလေးတွေမေးနေခဲ့ပါတယ်။ဒါမဲ့သူရတနာခေါင်းဆောင်ဒီမီထရီကတော့သေးစိတ်မပြောပြခဲ့ပါဘူး။သူကအန်နာကိုကိုယ်တိုင်လေ့လာလို့ရအောင်တန်းနေသမျှကူညီဖို့ပဲအလိုရှိပြီးတော့ကျန်တာဘာမှမဖြေချနိုင်ဘူးလို့လည်းပြောပါတယ်။အန်နာကဘာဖြစ်လို့တွင်းတွေကလွတ်လာတဲ့ဝန်ထမ်းတွေကိုတီးတန့်ခွဲထားတာလဲလို့မေးလိုက်ပါတယ်။ဒါကိုလည်းဒီမီထရီကမဖြေနိုင်ပြန်တော့ပါဘူး။သူတို့တွေကအတွင်းကြီးတဲကိုဆင်းဖို့တန်းလီကားတွေကိုဝင်နေကြပါပြီ။ ီတက်လီကားကိုမောင်းနေဖို့အတွက်အလျောက်ဝက်နံပါတ်ကို3ညီ3ကမားမယ်ဆိုရင်တော့ဒုံကျုံရင်ရဒီတက်လီကားဟာပွင့်ထွက်သွားမှာဖြစ်လို့ပိတ်ကဂယူတဆိုင်နဲ့ဖွင့်ရပါတယ်။ပြီးတဲ့နောက်မှာတော့သူတို့ကကမ္ဘာနယ်ဆိုင်ဆုံးဖြစ်တဲ့လူလုံးတွင်းနယ်ကြီးတဲ့ကိုစတင်ဆင့်သက်သွားကြပါတယ်။တက်လီကားဟာတွေးရဆုံးတီကိုရောက်သွားခဲ့ပေမဲ့လည်းတက်လီကားကမရက်တန့်သွားသေးပါဘူး။ဒါကြောင့်ပိတ်ကဒက်လီကားကိုဘီယာရောက်လိုက်လို့လူတွေအားလုံးနဲ့အသက်ရှူနေကြကုန်ကြပါတယ်။ဒက်လီကားတွေကလူတို့ရှုပ်လဲသတိတွေလက်ကုန်ကြပါတယ်။ တို့ပြန်သတိရလာတဲ့ချိန်မှာတော့ဒီမီထရီကဒက်လီကတော်ရဲကိုယူပြီးတော့ထွက်သွားခဲ့ပါပြီ။တို့ရောက်နေတဲ့နေရာကတော့ဝန်ထမ်းနေနေတဲ့နေရာမျိုးထိကိုရောက်သွားခဲ့ကြပုံပါပဲ။ဒီနေရာကလည်းအောက်ကိုဆစ်စင်းမှာပဲအဓိကသုတေသနခန်းကိုရောက်ရှိမှာ ဖြစ်ပြီးတော့အဲဒီကိုဆက်သွားဖို့ဒက်လီကနောက်တစ်စင်းလဲရှိပါတယ်။ဒါမဲ့အဲ့ဒါကိုစီးနေမှုအတွက်ကတော့တောရှိမှာရမှာလည်းဖြစ်ပါတယ်။အဲဒီတော့ကိုတော့ဒီမီထရီကယူလိုက်ပါပြီ။အဲနေရာမှာတော့ရင်ကသုတေသနဝန်ထမ်းတွေအများကြီးရှိပါတယ်။အခုတော့ဝန်ထမ်းတယောက်ပဲကျန်ပါတော့တယ်။ engineer nigo dai နဲ့ doctor kira တို့ဖြစ်ပါတယ် ဂျန်နဲ့ဝန်ထမ်းတွေအားလုံးကိုမြေပြင်ကိုခေါ်ထုတ်သွားခဲ့ပြီးသူတို့နှစ်ယောက်ကိုပဲဒီနေရာမှာနေစေခဲ့တာပဲဖြစ်ပါတယ်။ဒေါက်တာခီရာကအန်နာဆန်သက်လို့ရတဲ့ဆန်သက်ခန်းလေးကိုခေါ်သွားပါတယ်။ပြီးတော့တခွဲစစ်ဆေးကြည့်တဲ့အခါမှာတော့ဘယ်ယောဂါပိုးကမှကူးဆက်နေတာကိုမတွေ့ရပါဘူး။ဒါကြောင့်သူတို့မှယောဂါတွေကူးဆက်နေတယ်ဆိုတဲ့အချက်ဟာဒေါက်တာဒီမီထရီရဲ့လှုပ်ကြံပြောဆိုထားမှုပဲဖြစ်ပြီးတော့ခီရာနဲ့နီကိုလိုင်းတို့ကိုလည်းဒီနေရာမှာတမင်ထားခဲ့တာလို့သိလိုက်ရပါတယ်။ဒါကြောင့်အန်နာတို့ကဒီထက်ပိုခိုင်လုံတဲ့နေရာမှာရှာဖွေဖို့လိုအပ်နေပြီဖြစ်တာကြောင့်အောက်ထက်ကအဓိကသူတည်တနာခန်းကိုဆင်းကျင်နေပါတယ်။ ဒေါက်တာဒီမီထရီက NRC လာပြီးတော့ဒီညကနေနေမဲ့ထုတ်သွားဖို့ပြောပါတယ်။သူကအော်တက်ကအဓိကသုတေသနခန်းရဲ့တော့ကိုအန်နာတို့ကိုမပေးနိုင်တော့ပါဘူး။ဒါကြောင့်အန်နာကစတားရီကိုလမ်းကွာလိုက်ပြီးတော့ဒီမီထရီကိုဖန်ခံပြီးတော့တော့ကိုယူစေပါတယ်။စတားရီရောက်လာတာကြောင့်ဒီမီထရီရဓာတ်လေကားလေးကိုဝင်ပြေးသွားခဲ့ပါတယ်။တကားမှာတော့သွေးဆက်နှဲငယ်ပဲကြံနေခဲ့ပါတယ်။ဒါကြောင့်သူတို့ကဒီမီထရီကိုဖမ်းဖို့စတားရီလွတ်ဖို့ပြင်ဆင်နေကြပါတယ်။စတားရီကအကာအကွယ်ဝတ်စုံတွေဝတ်ဆင်ပြီးတော့ဒီမီထရီနောက်ကိုလိုက်ဖို့လုပ်ကြပါတယ်။ အဲဒီအချိန်မှာပဲခန္ဓာကားပွင့်သွားခဲ့ပြီးတော့အထဲမှာတော့စန်းသက်ခန်းလက်တော့ဖြစ်တဲ့အိုကာဆိုတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်။စစ်သားတွေကသူမကိုခေါ်ထုတ်ပြီးတော့စန်းသက်ခန်းလေးကိုခေါ်သွားခဲ့ပါတယ်။အန်နာကအိုကာကိုမစန်းသက်ခင်မှာအဲဒီအောက်ကအဓိကစန်းသက်ခန်းမှာဘာရီဖြစ်နေလဲဆိုတဲ့မိကုံးလေးကိုမိခဲ့ပါတယ်။ဒါမှမဟုတ်အိုကာကတော့ဘာဆိုဘာမှမမှန်မိဘဲနဲ့ချမ်းတယ်လို့ပဲပြောနေပါတယ်။ဒါကြောင့်အန်နာကသူမဝတ်ထားတဲ့ဝေယုံကိုချွတ်လိုက်ပါတယ်။အဲခါမှာတော့အိုကာရဲ့ကြောပြင်မှာကြောက်စရာကောင်းလာတဲ့မြင်မင်းကိုတွေ့လိုက်ရပါတယ်။ ။ဦးကာရဲ့ကြောပြင်မှာတော့အော်ဂလီဆန်စရာကောင်းတော့အောင်ပဲသွေးကြောတွေအနာတွေအများကြီးထွက်ပေါ်နေကမူလိုလိုအရာတွေလဲဆွဲနေရကိုမြင်နေရပါတယ်။အန်နာကဦးကာရဲ့ကြောပေါ်မှာသားစာတစ်ခုကိုစမ်းသပ်ဖို့ဖြတ်ယူလိုက်ပေမဲ့လည်းဦးကာကသူမနာတယ်လို့မခံစားရဘူးလို့ပြောပါတယ်။ဒီစီမှာပဲဒီမီထရီနောက်ကိုလိုက်သွားတဲ့စစ်သားတွေကလည်းအောက်လာမှထူးခြားတာတစ်ခုတွေ့တယ်လို့သတင်းပို့လာပါတယ်။အန်နာစစ်စေးကြည့်တဲ့အခါမှာတော့ဒါဟာလှူရှားနေတဲ့ကဘာတစ်ခုဖြစ်နေတာကိုလည်းတွေ့လိုက်ရပါတယ်။ ။သူမတွေ့ဘူးတဲ့မူယောဂါတွေလိုမဟုတ်ဘဲနဲ့ဒီတစ်ခုကတော့မမြင်ဘူးသေးတဲ့ယောဂါတစ်မျိုးဖြစ်နေခဲ့တာပါ။ဒါကြောင့်ကာနေမိုရိုဇောကတော့ဒီလောက်သိရင်လုံလောက်ပြီလို့ပြောပြီးတော့ပြန်ကြမယ်လို့ပြောပါရတယ်။အင်ဂျင်နီယာနီကိုလိုင်းကတော့ဒီမီထရီစီးပြီးတော့အောက်ထက်ကိုဆင်းသွားတဲ့ဓာတ်လီကားကိုအပေါ်ကိုပြန်တက်လာအောင်ဝါယာကြိုးတွေကိုပြင်ဆင်နေပါရတယ်။စတားရီကိုထပ်ပြီးစစ်တယ်ကြည့်ရမှာတော့ဘာမှပြန်ပြေတယ်မကြားရတော့တာကြောင့်တစုံတစ်ခုအန်နေကြောက်နေပြီဆိုတဲ့အတိတ်ပဲပါပဲဒီချိန်မှာစပီကာကနေပြီးတော့ဒီမီထရီရဲ့အတန်ထွက်လာခဲ့ပါတယ် အကုန်လုံးကိုလည်းမြေပြင်ပေါ်ကိုပြတ်တက်နိုင်ဖို့မျှော်လင့်ပါတယ်လို့ဒီမီထရီကပြောခဲ့ပါတယ်။ဒီမီထရီကတော့အားလုံးအပြန်မှုဆိုရင်ပုံတုံးတုံးဖောက်ခွဲပစ်မယ်လို့အကြကင်ပါတယ်။အန်နာကတော့ဒီယောဂအတွက်သူမသာကာကွယ်ဆေးဖော်ထုတ်နိုင်ခဲ့ရအကောင်းသားပဲလို့တွေးနေချိန်မှာပဲဒီနေရာကြီးအောင်ပေါက်ခွဲသွားခဲ့ပါတယ်။ဇန်နခန်းထဲမှာတော့အိုဂါရဲ့ခန္ဓာကိုယ်ဟာအယောင်ပြောင်းလာခဲ့ပြီးတော့သူမကိုသူမလည်းထင်းချောလို့မရတော့ပါဘူး။သူနာမရှိတဲ့ဒေါက်တာကီရာကိုလည်းတိုက်ခိုက်လိုက်ပါတော့လေ။ ဒီချိန်မှာဒီကိုတိုင်းကတော့ဒီမီထရီခွဲလိုက်တဲ့ပေါက်ကွဲမှုကပရက်ရှာဘန့်ကိုထိသွားပြီဖြစ်တာကြောင့်ကြားခဲမှာပဲဒီညာကြီးကပေါက်ကွဲသွားနိုင်တယ်လို့သတိပေးပါတော့လေ။သူကအောက်လွှာမှာပိမ့်မနေတဲ့စစ်သားတွေကိုထဲမထွက်တော့ဘဲနဲ့ပြေးဖို့လမ်းရှာတင်းတယ်လို့ပြောလို့စစ်သားကောင်းဆောင်ကလက်သီးနဲ့ထုတ်ပြခဲ့ပါတယ်။ဒါမဲ့ကာနေမိုရိုဇောကလည်းအောက်ထဲကိုဆွေးနွေးတဲ့စစ်သားတွေကိုကယ်တင်ဖို့ကမဖြစ်နိုင်တော့တာကြောင့်ထားပြခဲမှရမယ်လို့ပြောခဲ့ပါတယ်။ စသားကောင်းဆောင်တဲ့အန်အာတို့ကအိုဂါကိုပြူးစုဖို့တွားကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တွေ့လိုက်ရတာကတော့အိုဂါဟာကျမ်းပြင်ပေါ်မှာလဲနေပြီးတော့အသက်ထက်လူနေပြီးဖြစ်နေခဲ့တာပါ။ကာနေကတော့အန်အာဟာတကယ်ကြောက်စရာကောင်းတဲ့ယောဂါတစ်ခုနဲ့အလုပ်လုပ်နေရတာကိုထင်မစင်းသားပဲနဲ့ယောဂါဖို့နမူနာတွေကိုပဲယူဖို့ဖိအားပေးနေခဲ့ပါတယ်။စသားကောင်းဆောင်တဲ့အန်အာတို့ကအိုဂါနာကိုကတ်လိုက်ချိန်မှာတော့အိုဂါစီကနေရုတ်တရက်အငွေ့တွေထွက်လာခဲ့ပါတယ်။စသားနဲ့အန်အာတို့လည်းနောက်ကိုအမြန်ဆုံးလိုက်ရပြီးတော့နှာခေါင်းစည်းတွေတက်လိုက်ရပါတယ်။ ဘုကားကိုကုသပေးနေတဲ့ခီရာလည်းအဲ့ဒီအငွေတွေကိုရှူဆိုင်မိသွားတဲ့အခါမှာတော့ယောဂကုဆက်ကအယိုးတွေကျိုးကျေပြီးတော့တည်ဆုံသွားရပါတယ်။အန္နာတယောက်လည်းခန်းထဲကထွက်ဖို့ကြိုးစားချိန်မှာတော့မျက်စိထဲမှာထင်အောင်ထင်မှားတွေဖြစ်နေခဲ့ရပါပြီ။အန္နာတယောက်မမြင်မဆန်းတဲ့မိသက်ဆေးဘူးကိုရှာတွေ့ခဲ့ပါတယ်။အခန်းထဲမှာပြန့်နှံ့နေတဲ့အငွေတွေကိုအခန်းပြင်မထွက်အောင်လုပ်ပြီးတော့သူမကိုသူမလည်းစိတ်နဲ့ဖြန့်ခဲ့ရပါတယ်။ဒါမဲ့အန္နာရဲ့ဘေးမှာရှိနေတဲ့စစ်သားကတော့အငွေတွေတော်တော်များများထိသွားပြီးတော့မျက်စိပွဲသွားခဲ့ရပါပြီ။သူမကခီရာတည်သွားပြီဆိုတဲ့အကြောင်းနဲ့ ထူးဆန်းတဲ့အငွေ့အကြေးကြောင့်စစ်သားလက်မျက်စိကွဲသွားပြီလို့ပြောပြခဲ့ပါတယ်။ဒေါက်တာဘီကလည်းဒီကိစ္စအားဖြေရှင်းလို့ရနိုင်ပါတယ်လို့ပြောပါတယ်။အနာတို့တွေ့တဲ့အငွေ့အကြေးအားဆိုရင်တယောက်ကနေတယောက်ကိုကူးဆက်စေပါတယ်။အနာကကာနယ်မိုလိုဇောနဲ့တီးတန့်တွေ့ပြီးတော့သူမှတွေ့ခဲ့တဲ့အရာတွေအကုန်လုံးကိုပြောပြဖို့လုပ်ပါတော့တယ်။ဒီယောဂဘိုးဟာအေးဆက်တဲ့ဘဝင်းညင်မှာဆိုရင်မရှင်းသာနိုင်လို့လူခန္ဓာကိုယ်မှာပဲတွေ့ကတ်တာမျိုးဖြစ်ပါတယ်။အနာကတော့တခြားသက်ရှင်နေသေးတဲ့သူတွေကိုရှာဖွေခြင်းနေပါတယ်။မြေပြင်ပေါ်ကိုပြန်တက်ပြီးတော့ငယ်စေးအဖွဲကိုခေါ်ဖို့ကြိုးစားပေမဲ့လည်း ဒီနေရာကိုနောက်လာမယ့်9နာရီအတွင်းမှာပိတ်ချပြစ်တော့မှာမို့ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။ကာနေကစစ်သားတွေအားလုံးကိုထောက်ခါဖို့အတွက်အင်ဂျီတွေဝက်ခိုင်းပါတယ်။ဒီချိန်မှာအီဂိုရောကတော့တကားကိုလုံးဝမဖွင့်ဖို့တတိပေးခဲ့ပါတယ်။ဒါမဲ့ဒီတကားကိုဖွင့်မှာပဲအသက်ရှင်နိုင်မှာမို့မဖွင့်လို့မရတော့ပါဘူး။ဒါကြောင့်ဖြစ်ချင်တာဖြစ်ဆိုပြီးတော့တကားကိုဖွင့်ဖို့စဉ်းစားခဲ့ရပါတယ်။ဒါကြောင့်ရှေ့ပြင်းနေတဲ့စစ်သား၃ယောက်ကိုစေလွှတ်ခဲ့ပါတယ်။သူတို့ထဲကနှစ်ယောက်ကတော့သူတို့ကိုလာတိုက်ခတ်တဲ့တစုံတစ်ခုကိုတနက်နဲ့ပြစ်ပြီးတော့အပြင်ကိုခေါ်ထုတ်လာခဲ့တာပါ။ ဒါမဲ့ဒါဘာလဲဆိုတာတော့မသိသေးပါဘူးစတားတယောက်ပြန်ထွက်လာချိန်မှာတော့သူ့မှာလက်မောင်းမရှိတော့တာကိုတွေ့လိုက်ရပါတယ်မမြင်ရတဲ့မျိုးမီမသိတဲ့တစုံတရာကတော့သူတို့ကိုတိုက်ခိုက်နေပြီပဲဖြစ်ပါတယ်ဒါကြောင့်သူတို့လည်းနောက်ပြန်ပြေးကြပြီးတော့ဓာတ်လေကားထဲဝင်ဖို့လုံကြရပါတယ်ဒီကိုယ်တိုင်းကတော့ဓာတ်လေကားကိုအောက်ကိုမောင်းနေဖို့ကြိုးစားနေပါတယ်အယူပေါ်ဘရိတ်ကြောင့်ဓာတ်လေကားကလည်းယက်နေတာလို့ယူဆရပါတယ်ဒီချိန်မှာအိုဂါလိုပဲကုဆတ်ခံထားရတဲ့စစ်သားရဲ့ခန္ဓာကိုယ်ကလည်းအယောင်နေပြောင်းလာခဲ့လို့သူ့မှာအချင်းကြကြမရှိတော့ဘူးဆိုတာကိုသိနေခဲ့ပါတယ် ဒါကြောင့်ဒီကံပြီးတော့ဒီလူတွေကိုကောက်ွယ်ပေးဖို့အဆုံးဖြတ်လိုက်ပါတယ်။အန်နာ၊နီကိုလိုင်း၊ပိတ်နဲ့ကာနယ်မိုရိုဇော့တို့လေးဦးဟာဒက်လီကားလေးကိုဝင်ပြီးတော့တွင်းနေကြီးရဲ့အောက်ခြေကိုဆင်းခဲ့ကြပါတယ်။ဖိအားများလာတာကြောင့်နီကိုလိုင်းဟာတတိလက်ချင်နေပြီဖြစ်ပြီးတော့ဘရိတ်ကိုဖမ်းဖို့အဆင်မပြေတော့ပါဘူး။ဒါကြောင့်အန်နာကပဲဒက်လီကားဘရိတ်ကိုဖမ်းဖို့ကြိုးစားရပါတယ်။ကံကောင်းစွာနဲ့အန်နာကဘရိတ်ကိုဆွဲနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာအောက်ဆုံးလွှာမှာရှိတဲ့အဓိကဆန်းတက်ခန်းကိုလည်းရောက်ရှိလာခဲ့ပါပြီ။ဒီနေရာမှာတော့တော်တော်ကိုအေးဆက်နေတာပါ။ ီနေရာမှာရှိခဲ့တဲ့လူတွေကလည်းအေးခဲ့ပြီးတော့နေရံတွေကြားထဲမှာပဲတည်ဆုံးကုန်ကြတာပါ။ဒါကြောင့်သူတို့ကိုဘသူမှရှာမတွေ့ဖြစ်နေခဲ့ကြတာပါ။ကာနေမိုရိုဇော့ကတော့နေရာဒီဂရီအပူတက်ရှိတဲ့ဘဝင်းကျင်ထဲကိုတိုးဝင်ပြီးတော့ဒီမီထရီယူသွားတဲ့တော့ကိုပြန်ယူဖို့ကြိုးစားပါတော့တယ်။အနာကတော့မြေပြင်ပေါ်ကိုပြန်ရောက်ရင်တယောက်ကထူးဆန်းတဲ့အရာအားလုံးကိုဘသူ့ကိုမှမပြောပြဖို့နီကိုလိုင်းနဲ့ပိတ်ကိုမှားနေပါတယ်။ဘာလို့လဲဆိုရင်တော့ဒီအကြောင်းအရာတွေကိုလေ့လာခြင်းသူတွေကအောက်ကိုဆင်းလာရင်အန္တရာယ်ဖြစ်မှာဆိုလိုပါပဲ ။ဒီကိုနိုင်ကတော့အစဉ်ပြေခဲ့ပေမဲ့ပိတ်ကတော့ဒီပရစ်ရှိမှုတွေကိုလူတွေအားလုံးကိုချပြပြီးတော့နိုင်ပြီးကြီးစင်နေခဲ့ပါတယ်။မိုရိုဇော့ကတော်တော်နဲ့ပြန်မလာလာကြောင်းအန်နာကနေရာဒီဂရီအပူထဲကိုဘာကာွယ်မှမပါဘဲနဲ့ဖြတ်ပြီးတော့ဂါနေနောက်ကိုလိုက်ပါတော့တယ်။အန်နာရဲ့ခန္ဓာကိုယ်ပါပါတော့အပူချိန်ကြောင့်အဖူတွေလည်းထလာခဲ့ပါပြီ။ဒီချိန်မှာတော့အပူကံဝတ်စုံထဲမှာလဲပြီးတင်နေတဲ့ဂါနေကိုတွေ့လိုက်ရပါတယ်။တကယ်တော့ဒီဝက်ဆောင်မှာကလူကိုအသေးစေနိုင်လောက်တဲ့ပစ္စည်းတွေကိုဒီမီထရီကကြိုတင်လှုပ်ဆောင်ထားလို့ပါပဲ ဒါမဲ့ကန်ရဲ့လက်ထဲမှာတော့ဓာတ်လီကတော်လေးတော့ပါလာပါတယ်။ဒါကြောင့်အန်နာလဲတော့ကိုယူပြီးတော့နီကိုလိုင်းလိုရှိရာကိုပြန်လာခဲ့ပါတယ်။ဒီချိန်မှာပိတ်ကမမျော်လင့်မဲနဲ့နီကိုလိုင်းရဲ့ခြေောက်ကိုတနက်နဲ့ပြစ်ပြီးတော့တော့ကိုတောင်းပါတော့တယ်။သူကဒီတော့ကိုသုံးပြီးတော့ဓာတ်လီကနဲ့မြေပြင်ပေါ်ကိုပြန်တက်ကနမ်မီကြည့်အောင်လှုပ်ရှင်နေသူလည်းဖြစ်ပါတယ်။ဒါကြောင့်ပိတ်ကအန်နာရုပ်ကိုတနက်နဲ့ချိန်ပြီးတော့ဓာတ်လီကလေးကိုဝင်ဖို့လုပ်ပါတယ်။အဲချိန်မှာမမြင်ရတဲ့အရာတစ်ခုကပိတ်ကိုတိုက်ခိုက်ပါတော့တယ်။ဒီယာကြီးကတော့ယောဂဘိုးတကူလုံးကိုကျွမ်းနေလို့အော်ဂလီဆန်ယာမြင့်ဝင်းကြီးနဲ့ဖြစ်နေတဲ့လူတစ်ယောက်ပါ ်အန်နာရဲ့နောက်ကိုလည်းအဲ့ဒီပါရာဆိုက်ကြီးကလိုက်လာခဲ့ပါတယ်အန်နာကပါရာဆိုက်တွေအားအေးတဲ့တန်ကိုမကြိုက်တာမို့သူ့ဝက်တွေကိုချုပ်ပစ်ပြီးတော့ရေရီလောင်းချပစ်ခဲ့ပါတယ်သူမကပိတ်စီကဒန်လီကတော့ကိုယူနေချိန်မှာတော့ပိတ်လဲယောဂါတွေကူးဆက်နေခဲ့ပါပြီတော့ကိုရသွားတဲ့အန်နာဟာနီကိုလိုင်းကိုခေါ်ပြီးတော့ဒန်လီကစီးပြီးတော့မြေပြင်ပေါ်ကိုတက်ပါတော့တယ်ဒါမဲ့ဒန်လီကလည်းမှတော့ယောဂါပိုးကူးဆက်ခံနေရတဲ့စကားတယောက်ရှိနေခဲ့ပါတယ်သူကလည်းယောဂကျွမ်းလုံနေပြီမို့အငွေတွေထိုးလို့တော့မှာပဲဖြစ်ပါတယ် ဒက်လီကာမြေပြင်ပေါ်ကိုရောက်သွားရင်တော့ဘောကလူတွေပါယောဂါတွေကူးဆက်ကုန်မှာကိုကြောက်နေတဲ့အန်နာကဒက်လီကာကိုရက်ပစ်ဖို့လုပ်ပါတော့တယ်။ဒါမဲ့ညီကိုလိုင်းကတော့ဒက်လီကာကိုပေါ်ကိုဆက်တက်စေခဲ့ပါတယ်။ညီကိုလိုင်းကအန်နာကိုတက်ပြဖို့လုံးနေတော့မှာပဲယောဂါကူးဆက်နေတဲ့စစ်သားကြီးကအာတင်းပြီးတော့သူ့ရဲ့ရိုးပဲကြံတော့တဲ့လက်တဖက်နဲ့ညီကိုလိုင်းကိုထိုးတက်လိုက်ပါတယ်။အန်နာကတော့သူမကိုကယ်တင်ခဲ့တဲ့စစ်သားကြီးကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။ဒီတော့ပေါ်ကိုဆက်တက်ဖို့အတွက်ဒက်လီကာရဲ့ကုတ်ကိုနှိပ်ရပါမယ်ဖြစ်ပါတယ်။မနိုင်မီနော်ဒက်လီကာကလိုလျောက်ပေါက်ကွဲသွားမှလည်းဖြစ်ပါတယ်။ ဒါမဲ့အန်နာကိုရင်လည်းယောဂဘိုးကုဆတ်ခံနေရပြီဖြစ်ပြီးတော့တကောလုံးနေရနေခဲ့ပါပြီ။ဒီလိုနဲ့သူမကဆိုရင်မြေပြင်ပေါ်ကိုရောက်လာနိုင်ခဲ့ပါတယ်။သူမကယောဂဘိုးပါလာတာကိုမသိတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကသူမကိုပွေးချီပြီးတော့ကယ်ဆယ်ဖို့ကားနဲ့ခေါ်သွားနေကြပါတယ်။အန်နာကတော့သူမစီကယောဂဘိုးတွေမကုဆတ်ခင်မှာစစ်သားတယောက်စီကလက်ပြပုံတစ်လုံးကိုဖျက်ပြီးတော့ခိုးထားလိုက်ပါတယ်။ဒီချိန်မှာသူမစီကိုသူတေသနာဆရာဝန်နဲ့အများကြီးရောက်လာတာကိုသူမလည်းတွေ့လဲရပါတယ်။ဒါကြောင့်သူမဟာယောဂပိုးတွေဆက်မပြတ်သွားအောင်လို့သူမကိုသူမဘုံနဲ့ဖောက်ခွဲပစ်လိုက်ပါတယ်။ ဒီမြင်ကွင်းဟာဆိုရင်တော့ရုပ်ရှင်ရဲ့အစမှာကျွန်တော်တို့မြင်ခဲ့ရတဲ့မြင်ကွင်းတွေကသူ့တည်တနာပညာရှင်လုပ်ခဲ့တဲ့အတိုင်းပါပဲသူတို့ကယောဂဘုပြန့်နှံ့သွားမှဆိုလို့သူတို့ကိုသူတို့စတိလိုက်ကြတာဖြစ်ပါတယ်ဒါဆိုရင်တော့ရုပ်ရှင်လေးကိုအချင်းချင်းပေးခြင်းပါတယ်အန်နာဆိုတဲ့သူ့တည်တနာပညာရှင်မိန်းကလေးဟာကာနေမိုရိုဇောရဲ့ခေါ်ဆောင်မှုကြောင့်လူသားတွေပြုလုပ်ထားတဲ့ drainage ကြီးတစ်ခုစီကိုရောက်လာခဲ့တာပါဒီလိုတွေကဝန်ထမ်းတွေအားထူးဆန်းလာတဲ့ယောဂဘိုးတို့ခုကိုရင်ဆိုင်နေရတယ်လို့တင်ပြထားတာကြောင့်ကုညီနိုင်ဖို့အတွက်သူမကိုယ်တိုင်တွင်းကြီးတဲ့ကိုဆင်းသက်ခဲ့တာပါ ဖြစ်ချင်တော့မတမာတဲ့လူတယောက်ဖြစ်တဲ့ဒီမီထရီရဲ့စမ်းသပ်မှုတွေကြောင့်ဒီယောဂဘိုးတွေဖြစ်လာခဲ့တာကိုသိရှိပြီးတဲ့နောက်မှာတော့ဒီမီထရီကအန်နာရုတ်ကိုပါနှုတ်ပိတ်ဖို့ကြိုးစားပါတော့တယ်။ဒီအနေအတွင်းထဲကနေအန်နာဟာလොမြောင်ကြိုးစားပုံတွေကိုရင်ခုန်စွာနဲ့ကြီးစုကြရမှာဖြစ်လို့အားလုံးကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။အစုံတီးကြီးစုပေးခဲ့ကြတဲ့ပရိသတ်တို့ဦးချင်းရံကိုလည်းထူးဝဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။